မင်္ဂလာပါရှင်ဒီရှယ်တို့ဒီနေ့ raw column import data တွေကိုအလဲတကူရှင်းနေเนาะဒီသင်ခန်းစာလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်အဲ့တော့ transport ပေါ့เนาะအဲ့တော့ raw တွေ column တွေကိုကျွန်တော်တို့ကရှင်းပြနိုင်တဲ့ function တွေတခုတည်းပဲရှိတယ်အဲ့ဒါကတော့ကျွန်တော်တို့က transport လေးကိုသုံးလိုက်မယ်ဆိုလို့ရှင်ကျွန်တော်တို့ကဒါလွယ်ကူမြန်ဆန်စွာပဲ change လုပ်ရမှာဖြစ်ပါတယ်ရှင်အဲ့တော့ အရင်ဝန်းဆောင်မိမိရဲ့ data ကို select ကလေးပေးလိုက်ပါပြီးရင်တော့ဒီချက်တို့ဒီမှာ copy ကိုပို့လိုက်ပါနောက် copy control c ကိုနှိပ်လဲရပါတယ်ပြီးရင်တော့မိမိထားလို့ရတဲ့နေရာမှာတစ်ချက်ကလေးနှိပ်လိုက်ပြီးတော့ဒီထဲကကျွန်တော်ဒီပထမ paste option တွေကဒီ transport ဆိုတဲ့ဟာလေးနော် transport ဆိုတဲ့ဟာလေးကိုတစ်ချက်ကလေးနှိပ်လိုက်တဲ့အချိန်မှာ row နဲ့ column နဲ့ input တွေဒီ ကျေတို့က auto chain ပြီးသားဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်နော်ရမနော်အဲ့တော့ row column input ကို data တွေကို column တွေကို chain ကျင်တယ်ဆိုရင်ဒီနည်းနဲ့လေးအတိုင်းပဲကျေတို့သုံးပြီးလို့ရပါတယ်အဲ့တော့တင်ကန်းစာလေးကတလောက်ပါပဲနောက်ထပ်နောက်ရတင်ကန်းစာလေးမှပြန်လည်ဆုံးနေပါမယ်နော်ဒီချိန်ကတော့ computer queen ရဲ့ founder trainer ဒေါ်နန်ကျော်ကလည်းဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်